အားလုံးဝမင်္ဂလာပါမမီမမီချဲမဒီနေ့ဗီဒီယိုလေးကတော့အဲဘာပြောကြည့်ဒီနေ့ဗီဒီယိုလေးကတော့အဓိကပေါ့နော်ကလေးတွေအတွက် safe ဖြစ်တဲ့ဒီ chain စီအကြောင်းဘာကြောင့် chain စီသုံးသင့်နေဆိုတာကိုအားလုံးကိုဝင်ပြပေးချင်တာဖြစ်ပါတယ်ကျွန်ညာမဟုတ်နော်ကျွန်ညာမဟုတ်ကျွန်တော်သုံးတဲ့ဟာကိုကျွန်တော်ကကျွန်တော်ဘာကြောင့်သုံးလဲဆိုတဲ့ဟာလေးကိုပြချင်လို့ပြောပြချင်လို့ share ချင်လို့ပေါ့နော် အားလုံးလည်းသိကြမှာပေါ့နော်ဟိုဂျမုံကိုဝင်စရှိတဲ့ကဂျမုံအတွက်ရွေးချယ်ပေးတဲ့ဟာမှန်သမျှနော်ပြီးလို့ရှိရင်ကလေးအတွက်ရွေးချယ်ပေးတာမှန်သမျှတော့ဒီကိုကြီးပဲသူက research တွေအများကြီးလုပ်ပြီးတော့ဝယ်တာပေါ့နော်ဆိုတော့ဒါကလည်းကိုကကိုပဲမှားပြီးတော့ဝယ်ထားတဲ့ chain စီပါဆိုတော့ဘာကြောင့်အရေးကြီးလဲဆိုတာကိုရှင်းပြပေးပါအောင်အဲမို့လေ data နှစ်မျိုးပေါ့နော်ဒါတော့ကျွန်တော် baby carrier လို့ခေါ်တယ်ဒါမွေးကစားမှသုံးတာပေါ့နော်မွေးကစားနေခုလက်ရှိသုံးသုံးခုလက်ရှိဒါရေသုံးတာဒါတော့အခုမှဖွဲထားတာရောက်တာပေါ့နော်အဲ့တော့ဒါလေးက မွေးကာစားကနေပြီးတော့ကျွန်တော်တို့3လလောက်ထိပေါ့ဒီကလေးဦးကျွန်တော်သားတော့အရက်ရှည်နေနှစ်လကျော်ကျော်နေအရက်ရှည်တော့ဒါမကြခင်မှာဒါတော့တုံးလို့မရတုံးလို့မရဖြစ်တော့မယ်အဲ့တော့ဒီဘက်ကိုပြောင်းရအောင်ပေါ့နော်အဲ့တော့နှစ်ခုလုံးကတော့အဓိကတော့ကလေးအတွက်ဟိုကောင်းတာပေါ့နော်ကောင်းတယ်ဆိုတော့ကလေး safety ပေါ့ accident မှာကားပေါ်မောင်းလို့ accident ဖြစ်တဲ့ဟာမျိုးဆိုလို့ရှိရင်ဒီ chassis သုံးခြင်းအဖြစ်သူကသူ fade in ဆိုတော့တေဆုံးမှုကိုပေါ့နော်ကလေးမွေးကာစားကလေးတေဆုံးမှုကို94ရာခိုင်နှုန်းလေး short ရှာပေးနိုင်တယ်ဒီဟာဒီဟာပေါ့ဒီကဘာလုံးမှာဆိုလို့ရှိရင်သူစတန်ရဆိုပြီးလို့ရှိရင်ဒီကောင်တွေက ဟိုကလေးအတွက်သုံးဝသုံးတဲ့ဟာတွေပေါ့နော်သဘောတစ်ခုကတော့ဟိုတချို့ကျတော့ကျွန်တော်ဒီမှာကျတော့တော်တော်များကျတော့ဒီကားမှာဆိုခြီထားတာတို့ပိုက်ထားတာတို့ခါကျတော့တော်တော်များများမြင်ဘာမှမဖြစ်တော့ဘာမှမဖြစ်ဘူးပေါ့နော်ဖြစ်လို့ရှိရင်ကလေးလွန့်ထွက်သွားတာတို့ခါကျတူးပေါ့မှာကလေးအပြင်ပြုတ်ကြသွားခါကလေးကဟိုကျိုးသွားကလေးဒီချိန်မှာဆိုမွေးကစားပေါ့နော်သဘောကျွန်တော်တို့ကဒီလေးလာထီကို new moon လို့ခေါ်တယ်ကလေးတွေပေါ့နော်နောက်မှသူကနောက်ကလေးသူဒီဒါပေမဲ့ adapt တွေပါဖြစ်သွားအဲ့တော့ကလေးတွေကဘာဖြစ်လဲဆိုတော့ဒီချိန်မှာ develop ဖြစ်နေချိန်မှာအရင်အယိုးတွေကနုတည်ရနုတဲ့ခါကျတော့ခုနကထိမိတာတို့ ဘာလို့ဆိုရင်အယိုးစောင်းသွားတာတော့အယိုးကောက်သွားတာတော့နောက်တချို့ ဒီခရိုကြောင့်အောက်ပိုင်းတည်သွားတာပါညာဖြစ်တဲ့တဲ့ x ရမှာဆိုအဲ့တော့ဒီဟာကိုကျွန်တော်တို့ကတုံတယ်အဲ့တော့ဒီ chase ရပါညာတော့နှစ်မျိုးလာပါဘောနော်အဲဒီ carry baby carry ပါကျွန်တော်ကသူက3 point တွေပဲလာ3 point ဆိုတာကျွန်တော်ဘယ်လိုဆိုဒီမှာပေါ့ပခုံးတစ်ဖက်ကိုသူကဘယ်ညာပခုံးရဲ့ဒီအောက်ကတစ်ချောင်း၊ကွာတစ်ချောင်းဆိုတော့ဒါကိုကျွန်တော်တို့က3 point လို့ခေါ်တယ်အဲဒီဘက် chase ကြတော့ဘာဖြစ်သွားလဲဆိုတော့၅ချက်ဖြစ်သွားတယ်၅ချက်ဆိုတာဒီမှာအောက်ကတစ်ချက်ပါတယ်ဒီ bay ကတစ်ချက်ဒီ bay ပေါ့နော်ဒါဆို bay ရဲ့အပေါ်ရဲ့ဆိုတာ၅ချက်ဒါ၅ချက်လို့ခေါ်တယ်အဲ့တော့5 point ဖြစ်သွားပြီပေါ့နော်ပြီးလို့ရှိရင်ဒီကောင်ဆိုရင်သူက sofa နှစ်ထပ်ပေါ့ဒါဆိုငယ်တဲ့အချိန်မှာတုံးတဲ့ဟာပြည့် ကောင်းကိုချွတ်လိုက်လို့ရှင်ကြီးတဲ့အချိန်မှာသုံးနေတာပေါ့နော်အဲ့တော့ Chinese ကိုဘယ်ရွယ်ထိသုံးနေလို့တော်များကျွန်တော်မေးတယ်အဲ့တော့ Chinese ကိုသုံးနေတာတော့ကိုကားပေါ်မှာပေါ့နော်ခလေးကကားခုံမှာထိုင်လိုက်လို့ရှင်ခလေးခြေောက်ကျမ်းမြုံမထိတဲ့အချိန် မထီမချင်းချမ်းရှိသွားမှာပေါ့နော်ချနိုင်တဲ့အထိပေါ့ကျွန်တော်ကလေးရှောက်ချတာအဲ့ချမ်းတဲ့အထိအသက်ရွယ်ပြောဖို့အသက်ရွယ်ပြောဖို့ရခက်တယ်ကလေးတွေတော့ development မတူဘူးပေါ့နော်အဲ့တော့ဒီကျမ်းပြင်ကို6တောက်ထီအထိတုံးပါဘာလို့ဆိုတော့တခုဆိုလို့ရှိရင်ကလေးတွေကလွင့်ထွက်သွားတော့6တောက်နဲ့မထီမီဘူးပေါ့နောက်ပြီးတော့တချို့ကအာကောင်းအောင်မှာကပတ်ပတ်ထားပဲဟိုဘာမှဖြစ်တတ်ဘူးတချို့ဆိုကလေးငယ်ငယ်လေးကိုလူကြီးထိုင်ကုန်ပေါ်မှာဒီကပတ်ပတ်ပြီးတော့ထားတာအဲ့ဒါလေအန်ဒီရဲ့အန်ဒီရဲ့ရှိတယ်ဘာလို့လဲဆိုတော့တော်ခါကျရင်ကလေးကလေမင်းမှာဒီလို level တင်နေမှာထောက်နေတာတို့အခါကျရင်အဲ့ ပွင့်နေပြီလို့ရှိရင် accident ဖြစ်လို့ရှိရင်ဒီကောင်းနေကြတော့ဗျာဟိုခလေးရဲ့ဒီလိုအပ်တဲ့နေရာဖော့တွေပါပါတယ်ညာတယ်ဆိုတခုဆိုရှင်သူကထိန်းထားပြရပါတော့အဲအဲထိန်းထားပြတချို့ဟာကြတော့သူကကပတ်ကြတော့သူကဆွဲတင်းတာပေါ့စောင့်တင်းတဲ့ခါမှာကျွန်တော်တို့တခါကြုံမှုတွေနံရိုးအပ်သွားနော်အဲကပတ်တင်းရတော့နံရိုးအပ်တိုင်းပါဖြစ်တယ်ခလေးဆိုပူဆိုးတာပေါ့အဲကျိုးတာပါညာဖြစ်တဲ့ခါကြတော့ဒီခလေးတွေကိုကြတော့ဒီဒီကျွန်တော်ဒီ Australia ရောဘာမှမဆိုခလေးကြမ်းမြင်ကို6လောက်ထိရဒီကားကြမ်းမြင်6လောက်ထိရအထိချမ်းစီသုံးပါတယ်ပေါ့နော်အဲတော့ခလေးတွေကိုချမ်းစီတော့ကျွန်တော်ကသုံးသေးချင်တယ်ကျွန်တော်လည်းကျွန်တော်တသားကိုလုံးဝအကျင့် အလုပ်ထားတယ်အခုချိန်မွေးကလေးကစပြီးတော့ကျွန်တော်တို့ဒီကားပေါ်မှာဆိုရင် carrier နဲ့ပဲဘယ်သူမှပေးမချီဘူးအဖွားဖြစ်ဘယ်သူမှပေးမချီဘူးအကယ်လို့ဟိုမဖြစ်မနေဆိုရင်နှစ်ခေါက်သွားရင်သွားမသွားနှစ်စီးသွားတယ်ကားဒါဒီကလေးဟာတော့အကျင့်ဖယ်တယ်လုပ်ထားတယ်အခုဒါဆိုရင်ဒီဘက်ခုံပြောင်းလို့မဆိုနဲ့ဒါအကျင့်ပဲတော်သူဘလောက်ပဲဘာပဲဖြစ်နေဖြစ်နေကိုယ်ကလေးရဲ့တခုဖြစ်သွားရင် safety အရေးကြီးရပါတော့အဲ့တော့ကျွန်တော်တို့တော့ chassis ကိုသုံးတယ် chassis သုံးမှတော့နှစ်မျိုးရှိရဲ့အဲဇက်မခိုင်သေးရင်သူကဖြောင်းပြန်သုံးတယ်ဖြောင်းပြန်ဆိုတာအရှိတ်ဘက်ကိုကြိုးပေးထားပါတော့ဟုတ်ပါဆိုကျွန်တော်တို့ကဒီကောင်ဆိုရင် ဒါဆိုဒါဆိုသူ့မျက်နှာစာပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်တို့လှည့်မယ်ဆိုလို့ရှိရင်ဒီကောင်ကျွန်တော်လှည့်ပြီးတော့ဒီလိုပေါ့ဒီလိုပြောင်းပြန်ပေါ့ဒီလို position ဒါဒီလို position ဆိုဒါခုံကားနောက်ဘက်ကိုမျက်နှာမူတယ်ဘာလို့ဆိုတော့ခလေးတွေကတိုက်လိုက်လို့ရှိရင်ဇက်ကိုရှေ့ကိုလှန်သွားမှာဆိုလို့အဲ့တော့ဒီနောက်ကိုဟာထားတယ်ပေါ့ဒီကောင်ဆိုလို့ရှိရင်သူက အဲပုံမှန်နဲ့အသက်ကြီးလာပြီဇက်လက်ခိုင်ပြီဆိုလို့ရှိရင်သူကရှေ့ဘက်ကိုပြန်လှည့်ပြီးသုံးကြတော်တော်များတော့ဒီကောင်တော့ကျွန်တော်3070လှည့်လို့ရထားဝယ်ထားပါတော့ပြီးလို့ရှိရင်ဒီကောင်ဒီဘေးမှာခေါင်းဘယ်ညာမရိုက်မြောင်ကားတွေဟာပါတယ်ဒါတော့သူကြည့်မယ်ဆိုရင်သူကဘာကြီးကျွန်တော်ကကြည့်ဝယ်လေဆိုရင်ဒီဂျိုင်းခေါင်း protection ပါလားဒီကြိုးတွေကောင်းလားဒီမှာဖော့တွေပါပါလားဗောနော်ပြီးရင်ဒီမှာဆိုရင်တင်မဆုံရိုးမာညာအတွက်နောက်ပြီးဒီမှာဆို airbag နဲ့ပတ်သက်တာကိုဘယ်လိုထားမလဲဆိုရင် instruction ပါတဲ့ဟာမျိုးဗောနော်ပြီးလို့ရှိရင်ဒီကောင်ဆိုရင်ကျွန်တော်တို့က adjust လုပ်လို့ရရပေါ့ဘယ်တော့ဆောင်းမလဲသဘောတူက ဒီမှာတို့တက်မလားစောင်းမလားသဘောတို့ကလှည့်မလားအဲဒီမှာဆိုရင်သူကကလေးကြီးတာလို့ရှင်ဒါကိုအပေါ်ဆွဲတင်လို့ရှင်ဒါကလေးအကြီးကြီးထိုင်လို့ရပါတော့ဒီကောက်တော့ကျွန်တော်ခံမန်း9နှစ်6နှစ်ထိရမှာထိုင်လို့ရတဲ့ခုံအဲ့တော့ကျွန်တော်တို့တိုက်တွန်းနေတာကတော့ကလေးတွေကို ခြားရှိနေတဲ့သွားစီကြပါတယ် brand ကတော့ brand အစုံရှိတယ်ပေါ့နော်ဒါကတော့ကိုယ်ရေအစဉ်ပြေဆုံးဖြစ်မဲ့ brand လေးကိုတွေးထားတာကိုဘလို့ကိုနဲ့ဘလို့အစဉ်ပြေမလို့ပေါ့နော်အဲ့ဒါလေးတော့ကိုကတော့တုံးပါအဓိကတော့ recommend ပေးကြတော့ခြားရှိပဲဖြစ်မနေတုံးပါအဓိကတစ်ခုဖြစ်သွားလို့ရှင်ကလေးဆိုဒီမှာဟိုတူဝပူခိုင်းရတာပေါ့အဲ့တော့ကိုယ်လည်းယဉ်ကျိုးရတာဆိုတဲ့ခါကျတော့အဲ့လိုမဖြစ်အောင်ဆိုပြီးတော့ Chelsea သုံးစီချင်ပါတယ်နံပါတ်1နံပါတ်2ကတော့ကလေးတွေကိုအလိုမလိုက်ပါနဲ့ဂျီကြလဲ နေပါစေအကျင့်ဖြစ်သွားပါလိမ့်မယ်ကျွန်တော်ဆိုဘလောက်ကြည်ကြကြဘလောက်ငုံငူပေးမထုတ်ဘူးဒါဆိုသူမဖြစ်မနေထုတ်ရမယ်ဆိုတော့ကားရက်ပေးပြီးတော့မှကလေးလှုပ်ရှားချက်လှုပ်ပြီးမပြန်ထည့်တာမျိုးအဲ့လိုမျိုးတော့ကျွန်တော်လှုပ်ပါတယ်နှုတ်ဆိုလို့ရှိရင်ကလေးကတခါရရင်ထက်လှုပ်ချင်ပါတယ်အဲ့တော့အားလုံးပြောချင်တာတော့ဒီလိုချစ်တာပေါ့နော်ကလေးလူကြီးဆိုင်ပါကလေးလူကြီးဆိုင်ပါ safety ဘိုင်းကိုလည်းကြီးဆိုင်ပါအားလေးလည်းပြောချင်ပါတယ်သိချင်တာရှင်းလဲ ကောင်းပါမှာမေးလို့ရပါတယ်ဖြေတက်နိုင်များဖြေပါမယ်အရင်ကျင်းကျင်သွားတော့ကိုကြီးပါလားကလေးမွေးပြီးရဲ့လေကလေးနဲ့ပတ်သက်တဲ့အရာမှန်းများသူတော်တော်သိပါတယ်အဲဒါကြောင့်အခုနောက်ပိုင်းဗီဒီယိုရေးမှာဆိုလို့ရှင်တော့ကျမဝင်မပါတော့ပါဘူးနောက်ဆိုရင်တော့ဗီဒီယိုမှန်သမျှကိုကိုကြီးကိုပဲရိုက်ခိုင်းပါတော့နော်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်